နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သဂိုင်းတားအရာတော်မျိုးနဲ့ငွေတွင်းမှာကပြူစောတိများရိတ်ခါတဲပြီးတော့ပြန်လာတဲ့အချိန်ကြားပြတ်တိုက်ခိုက်ခဲ့ရာရွှေဦးကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့ကအရာတော်မျိုးနဲ့ငွေတွင်းမှာကပြူစောတိဆက်နှစ်ဦးဟာညောင်တူးလေးကြေးရွာကိုရိတ်ခါများတွားရောက်တဲယူပြီးတော့ပြန်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကြားပြတ်တိုက်ခိုက်ခဲ့ရာပြူစောတိခေါင်းဆောင်ကျော်စွေရဲ့ညာလက်ယုံဖိုးလုံးအပါဝင်ပြူစောတိရှေဦးကိုရိတ်ခါများနဲ့အတူအရှင်ဖမ်းမိခဲ့တယ်လို့သိရပါဗျာ။ ကြံတဲ့လေးကောင်ကလက်နက်ပါတော့သူတို့ကထွက်ပြေးသွားတယ်ရိတ်ခါတဲလာတဲ့သူတွေကိုကြတော့ပြစ်ထားခဲ့တာပေါ့လက်နက်တော့မရလိုက်ဘူးရိတ်ခါတဲတဲ့သူတွေကိုပဲမိလိုက်တယ်ပြူစောလေးကောင်ဆောင်ကြော်ဆွေရဲ့ညာလက်ယုံဖိုးလုံးကိုပါမိတာပါပစ္စည်းတွေကတော့သူတို့တဲလာတဲ့စံစီပတ်စံတို့အရဘူးတွေပါတယ်ခဲရမ်းတော့မပါဘူးဓာရီတိမ့်စီရမိထားတယ်ငွေတွင်းရောင်နဲ့ညောင်တူးလေးကနှစ်မိုင်မဲဝေးတာအဲ့ဒီနေရွာကြားမှာတိုက်ခိုက်ခဲ့တာပါလက်ရှိတော့ဒီကောင်တွေကိုဥတွေအရအေးအေးယူနိုင်ဖို့အတွက်စစ်ဆေးနေပါတယ်ငွေတွင်းရောင်ကပြူစောတိတွေအနေနဲ့အလင်းဝင်ပြီးတော့ကျွန်တော်တို့နဲ့ပူးပေါင်းပါလို့ ထပ်ဖြည့်ပြောကြင်ပါတယ်လို့ငွေတွင် Revolution Force NDRF ကတာဝန်ခံကိုစစ်နိုင်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာ KI တပ်ရဲ21တပ်ခွဲနှင့်ငွေတွင် Revolution Force မုံရွာ KI အမှတ်21တပ်ရဲတိုက်နယ်ကို MRTF နဲ့ဒေသခံမဟာမိတ်များပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါဒတော်လိုင်းစစ်မျက်နှာပုံမှန်ပြင်းထန်လာတဲ့အချိန်မှာလေဒပ်ပြူရင်တော်လိုင်းနိုင်မယ်ဆိုတဲ့အချက်ဟာပုံမှန်ပေါ်လွင်လာပြီးတော့တော်လိုင်းအင်အားစုများအလုံးအနေနဲ့လေဒပ်ပြူကြရေးမစ်ရှင်များကိုဒီဇိုင်းမမတ်ပူးပေါင်းဖော်ဆောင်ပေးကြပါရန် BWM အထူးတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ